ားလုံးပဲမင်္ဂလာပါခင်ဗျ Lucky Duty Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျ30ရက်ရှယ်လာ2025နေကုန်အတွက်ဒူတီလေးကိုတက်ပြပေးသွားပါမယ်ခင်ဗျเนาะ30ရက်နေ့မတွက်ခင်မှာကျွန်တော်29ရက်နေ့เนาะ29ရက်နေ့မှာကျွန်တော်3ခွက်တင်တာ၄တုံညာတစ်ခွက်ထပ်ပါเนาะဒီနေ့ဆိုညနေပိုင်း၄တုံညာတစ်ခွက်ထပ်တာပေါ့ခင်ဗျတုံညာ၄၄တုံညာပေါ့เนาะ တုံညာလေး၄တုံညာတစ်ခွက်ထပ်ပါတယ်၃ခွက်ထဲမှာဟုတ်ပြီနော်တုံညာလေး၄တုံညာပေါ့နော်၄တုံညာရဲ့မနက်ပိုင်းကကျွန်တော်တစ်တစ်ထွက်တယ်တစ်တစ်မှာကျွန်တော်ကနှစ်နှစ်နဲ့နှစ်ခွန်နဲ့ပေးတယ်ခင်ဗျနော်အဘူးမှာဆိုရင်နှစ်နှစ်နဲ့ခွန်ခွန်ပေးထားတယ်ဒါပေမဲ့တစ်ခွက်အောင်သွားတယ်ခင်ဗျ၄တုံညာတုံညာနဲ့၄မနက်ညာထဲမှာနော်တုံညာလေး၄တုံညာတစ်ခွက်အောင်ပါလေ26ရက်နေ့ကဟုတ်ပြီနော်26ရက်နေ့မှာကျွန်တော်တို့တစ်ခွက်အောင်တယ် အခုကျွန်တော်30ရက်နေ့မှာဖြစ်နိုင်ခြေရှိတဲ့ခဏလေးကိုတွက်ပြပေးပါမယ်ခင်ဗျာပထမဆုံးကျွန်တော်တို့30ရက်နေ့12နိုင်10မိနစ်အတွက်ထိပ်စီးပိုင်းလေးကိုကျွန်တော်တို့စကြည့်မယ်ခင်ဗျာเนาะပထမဆုံးထိပ်စီးပိုင်းလေးကြည့်မယ်ထိပ်စီးပိုင်းလေးဟာဒီဟာ1ရက်9ရက်ဒီညလုံးပေါင်းချင်းနော်ဒီလိုပေါင်းချင်းကကျွန်တော်တို့600နဲ့6ရဲ့နှက်ခတ်က9နော်6နှက်ခတ်က9ဒီမှာကျွန်တော်တို့ဘာထွက်သွားပြီလဲဆိုတော့9ထိပ်စီ ဟုတ်ပြီနော်9နဲ့10နဲ့ပေါင်းချင်း6 6ရဲ့နှက်ခတ်ကကိုကိုထိတ်စီနောက်တစ်ခုကျွန်တော်လို့ဆက်ကြည့်မယ်နောက်တစ်ခုလည်းဒီမှာ10နဲ့10ရဲ့9ရဲ့ဒီနှလုံးပေါင်းချင်းကလည်း6ပဲ6ရဲ့နှက်ခတ်ကလည်း9ပဲခင်ဗျာနော်ဒီမှာလည်းကျွန်တော်ပါထွက်သွားပြီလဲဆိုတော့ကိုထိတ်စီပဲခင်ဗျာနော်10နဲ့9နဲ့ပေါင်းချင်း6 6ရဲ့နှက်ခတ်ကကိုကိုထိတ်စီအပေါ်မှာလည်းကျွန်တော်တို့ကိုထိတ်စီပဲနော်ဒါကြောင့်မို့30ရဲ့နေ့ကျွန်တော်12နာရီတက်မိနစ်မှာကျွန်တော်ဒီနှလုံးပေါင်းချင်း ရှစ်ပောင်းချင်းက9 9ရဲ့နှက်ခတ်ကလည်း6ပဲခင်ဗျဒါကြောင့်မို့ကျွန်တော်တို့က6ထိပ်စီရပြီကြလို့နော်6ထိပ်စီရပြီခင်ဗျဒါကကျွန်တော်တို့30ရဲ့နေ7နာရီ10မိနစ်အတွက်မှာ6ထိပ်စီကြလုံးရတာပြီပြီနော်ကြက်ကနန်းလိုချင်တော့ဒီနံပါတ်လေးမှာလည်းတောင်းပေးပါခင်ဗျနော်အခုအပိတ်ကနန်းလေးကိုကျွန်တော်ပြပေးပါမယ်7နာရီ10မိနစ်အတွက်အပိတ်ကနန်း30ရဲ့နေ7နာရီ10မိနစ်အပိတ်ကနန်းကျွန်တော်အပိတ်ကနန်းလေးက ဒီနှလုံးပေါင်းခြင်း1နဲ့9နဲ့ပေါင်းခြင်း1နဲ့9နဲ့ပေါင်းခြင်းကလည်း6ပဲခင်ဗျာ6ရဲ့နှက်ခတ်ကလည်း9ပဲခင်ဗျာဒါကြောင့်မို့ဒီမှာလည်းကျော်တော့9အပိတ်နဲ့69ပြီးတော့ထွက်သွားတယ်เนาะ69ထွက်သွားတယ်ညလုံးပေါင်းခြင်းကကျော်တော့6 6ရဲ့နှက်ခတ်က9 9ပိတ်နဲ့69ထွက်လာတယ်နောက်တစ်ခုဆက်ကြည့်မယ်နောက်တစ်ခုလည်းဒီမှာပဲခင်ဗျာကျွန်တော်က9နဲ့2နဲ့ပေါင်းခြင်းနောက်9နဲ့2နဲ့ပေါင်းခြင်းကလည်း9ပဲခင်ဗျာ9ရဲ့နှက်ခတ်က6ပဲ နော်ကိုယ့်ရဲ့နှက်ခတ်ကလည်း6ဆိုတော့ဒီမှာလည်းကျွန်တော်တို့က6အပိနဲ့96ထွက်လာတယ်။ဟုတ်ပြီနော်6အပိနဲ့96ထွက်လာတယ်။ဒါကြောင့်မို့နော်လာမယ့်30ရက်နေ့ကျွန်တော်12နာရီ10မိနစ်မှာဒီဟာ2နဲ့3ညနဲ့ပေါင်းချင်း2နဲ့3ညနဲ့ပေါင်းချင်းက2နှစ်ရဲ့နှက်ခတ်က4ဆိုတော့ကျွန်တော်တို့4အပိထွက်ရတယ်ခင်ဗျာနော်6 64တခွဲပဲထိုးရမယ်။ဒါကကျွန်တော်တို့12နာရီ10မိနစ်အတွက်ထွက်ထွက်မယ်ကဏ္ဍလေးပေါ့နော်။ 64ဒါပေမဲ့မနက်နဲ့ညနဲ့ပြောင်းပြန်နေထွက်တတ်ပါလေ29ရက်နေ့မှာမနက်ပိုင်း3ည4ညနေပိုင်းမှာ4 3ညထွက်သွားတယ်ခင်ဗျာနော်ဒါကြောင့်မို့64ကလည်းမနက်ညနဲ့ပေါင်းတူထုတ်ပေးပါဒါကတော့72နိုင်10မိနစ်အတွက် KC ပိုင်းလေးနဲ့အပိတ်လေးရအောင်64ခွက်တစ်ခွက်နော်အခုညနေ4နာရီခွဲအတွက်ကျွန်တော်ပြမယ်30ရက်နေ့ညနေ4နာရီခွဲ နော်30ရက်နေ့ညနေ4နာရီခွဲမှာကျွန်တော်နှစ်ထိပ်စီကိုဆိုတော့ဒီနှလုံးပေါင်းခြင်းเนาะကျွန်တော်တို့ခုနှစ်နဲ့၃ညနဲ့ပေါင်းခြင်းခုနှစ်เนาะခုနှစ်ရဲ့ပါဝါကနှစ်ဒီမှာကျွန်တော်တို့ဗာထွက်သွားပြီလေနှစ်ထိပ်စီခုနှစ်၃ညနဲ့ပေါင်းခြင်းကခုနှစ်ခုနှစ်ရဲ့ပါဝါနှစ်နှစ်ထိပ်စီထွက်လာပြီနောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်เนาะနောက်တစ်ခုကြတော့လေဒီမှာကျွန်တော်တို့ခုနှစ်6တစ်ပေါင်းခြင်းကလည်းခုနှစ်ပဲ ခုနှစ်ရဲ့ပါဝါကလည်းနှစ်ပဲခင်ဗျဒီမှာလည်းကျွန်တော်နှစ်ထည့်စီထွက်သွားပြီဟုတ်ပြီเนาะနှစ်ထည့်စီထွက်လာပြီနောက်ညနေ30နှစ်ညနေ4နိုင်ခွဲမှာဒီနှလုံးပေါင်းခြင်း4နဲ့6နဲ့ပေါင်းခြင်းက73 3ရဲ့ပါဝါက8ဟုတ်ပြီเนาะ3ပါဝါ8ဆိုတော့ကျွန်တော်ဗာထည့်စီရသွားပြီလေဆိုတော့8ထည့်စီကျလုံးရပြီခင်ဗျဟုတ်ပြီเนาะ8ထည့်စီရသွားပြီဒါကညနေ4နိုင်ခွဲအတွက်ထည့်စီပါ ခုအပိတ်လေးပြမယ်ညနေ၄နာရီခွဲအတွက်30ရက်နေ့ညနေ၄နာရီခွဲအတွက်အပိတ်ခဏန်းကဒီမှာတုံညလက်ပိတ်ထားတယ်တုံညပိတ်ထားတဲ့အတွက်ကျွန်တော်တို့ခုနှစ်ရက်နှစ်ခတ်ကတုံညဒီကျွန်တော်တို့ဒီမှာကျွန်တော်ဒီနှလုံးကျွန်တော်ဆွဲလိုက်မယ်နော်ခုနှစ်နဲ့တုံညနဲ့ပေါင်းခြင်းကလည်းခုနှစ်ပဲသူကခုနှစ်ရက်နှစ်ခတ်က နော်ကိုကခုနှစ်နှစ်ခတ်ကြာသွားတုံညာထွက်လာတယ်ခင်ဗျာဟုတ်ပြီဒီမှာလည်းကျွန်တော်တုံညာအပိတ်နဲ့နှစ်တုံညာထွက်သွားတယ်နော်ဒီညလုံးပေါင်းချင်းကအပိတ်ဒီညလုံးပေါင်းချင်းကထိတ်နဲ့ထွက်လာတယ်နော်နောက်တစ်ခုကျွန်တော်ဆက်ကြည့်မယ်ဒီမှာဒီနှစ်ခုပေါင်းချင်းကလည်းကျွန်တော်တို့ပါလဲ7 1ရဲ့နှစ်ခတ်ကလည်း10ပဲခင်ဗျာဒီမှာ10အပိတ်နဲ့နှစ်ဆဆိုပြီးတော့ထွက်လာတယ်ဟုတ်ပြီနော်ဒီညလုံးပေါင်းချင်းက9ပေါင်းပါ1ဒီညလုံးပေါင်းချင်းက7 1ရဲ့နှစ်ခတ်က10 10အပိတ်ထွက်လာတယ် 30နေ့ညနေ4နိုင်ခွဲမှာဒီညလုံးပေါင်းခြင်းဒီညလုံးပေါင်းခြင်းကဘာရလဲဆိုတော့200ရပါတယ်200ရက်နှစ်ခတ်ကလည်း4ပဲခင်ဗျဟုတ်ပြီเนาะ200ရက်နှစ်ခတ်ကလည်း4ပဲဒါကြောင့်ကျွန်တော်တို့အပိတ်က4ပိတ်မယ်မနက်နေ့ညမှာကျွန်တော်တို့က၄ပိတ်တာလေနှင်းရက်နှစ်ခတ်က၄ညနှစ်ခတ်က၄ဘနဲ့နှညနဲ့အပိတ်ကတူနေတဲ့အတွက်ကျွန်တော်ကျွန်တော်ကနှစ်၄အပိတ်ကိုတွဲကစားပေးပါခင်ဗျဒီမှာကျွန်တော်အခုကျွန်တော်အရင်လေးရေးပေးမယ် ရံွက်လေးရေးပြမယ်နော်ဒီမှာဆိုရင်ကိုရဲ့နှက်ခတ်က6ကိုရဲ့ပါဝါက4 3ရဲ့ပါဝါ8 3ရဲ့နှက်ခတ်က5ဟုတ်ပြီနော်ဒီမှာဆိုရင်နှစ်နှက်ခတ်က4နှစ်ပါဝါ9ဒီမှာလည်း9ဟုတ်ပြီနော်အဲ့လိုတွဲထိုးပြလို့ရတယ်ဒီမှာဆိုရင်အပူတောက်မယ်ဆိုရင်44လာနိုင်တယ်အပူဆိုရင်ဒါအပူကြိုက်တဲ့လူပြောပြတာပေါ့44ဟုတ်ပြီနော်ညနေမှာဆိုရင်တော့ညနေမှာ35မရှိဘူးနော်ဒါကြောင့်ဒီမှာတွဲရမှာ ဟုတ်ပြီညနေပိုင်းကျတော့ကျွန်တော်32 34 39 72 44ပြီးတော့52 54 59ဟုတ်ပြီเนาะတော့မနေ့မနေ့ထိတ်တော့เนาะမနေ့ထိတ်နေဆိုရင်ကျွန်တော်မနေ့ထိတ်ညနေပိတ်နေဆိုရင်64ပိတ်တာပြီညနေထိတ်ညနေထိတ်နေမနေ့ပိတ်နေတော့64 ဟုတ်ပြီတောက်တကွ68ဆစ်လဲထိုးလို့ရတယ်68ပေါ့နော်68လေးလဲထိုးပေးပါခင်ဗျာကျွဲပေးတာပါဒါက44 68ကကျွန်တော်ကအခုတွဲပေးလိုက်တဲ့ကဏ္ဍလေးပါနော်29ရက်နေ့မှာလဲကျွန်တော်တို့မနက်ပိုင်းကနက်ပိုင်းကဏ္ဍညနေပိုင်းထွက်လာတဲ့အတွက်ဒီမှာနော်43ညထွက်လာတယ်3ညလေး43ညမှာဒါကြောင့်ဒီမှာလဲကျွန်တော်30ရက်နေ့မှာလဲထွက်နိုင်ကြည့်ရှိပါတယ်ခင်ဗျာ64 64 4လေးကြလုံးပတ်လို့ရတာပေါ့ခင်ဗျာနော်4ပတ်နဲ့4ပတ်တင်းနဲ့ဆုံးလို့ရပါတယ် အပူကြိုက်တဲ့လူကတော့44ထိုးပေါ့ခင်ဗျာเนาะ44ထိုးပေးလို့ရပါတယ်ပါဝါတွဲဆိုရင်တော့49ထိုးပေါ့เนาะအားလုံးပဲကျွန်တော်တို့ကျွန်တော်တို့ဒီ29ရက်နေ့မှာကန်ကောင်းသလိုပဲကျွန်တော်30ရက်နေ့မှာလည်း7နှစ်တမင်းနဲ့ဝညနေ4နိုင်ခွဲဝအားလုံးကန်ကောင်းကြပါစေဒီနေ့ကိုကန်ကောင်းကြပါစေခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ